င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အေအေထောက်ပံ့ရဲ့အဖွဲ့ဝင်တွေကိုမူရင်းစေဝါးတွေနဲ့အတူဖမ်းဆီးရရှိတယ်လို့စစ်ကောင်စီကသတင်းလိမ်လည်ထုတ်ပြန်နေပြီးအေအေရဲ့ဂုံတိတ်ခါညှို့နှမ်းစေရန်ဇလန်းစင်ဖန်တီးနေရလို့ဥက္ကဋ္ဌကပြောပါရယ်။တောင်ကုန်မြို့ကစစ်ကောင်စီလေတဲ့စကန်ကိုတရခွန်မမရှော့ဒိုက်ဒရုန်းတွေနဲ့ပစ်ခတ်မှုရှစ်လုံးထိမှန်ခဲ့ပြီးထိခိုက်ပျက်စီးနိုင်တဲ့သတင်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ဘုတ်ကတော့ပြည်တွင်းမှာအေအေထောက်ပံ့ရေးအဖွဲ့ဝင်တွေကိုမွေးစေဝါးတွေနဲ့အတူဖမ်းဆီးရရှိကြောင်းစစ်ကောင်စီရဲ့သတင်းထုတ်ပြန်မှုဟာလင်းလယ်မှုသာဖြစ်ပြီးစစ်တပ်ကသူတို့ကျူးလွန်ထားတဲ့စစ်ရာဇဝမှုတွေကိုဖုံးကွယ်ဖို့နဲ့နိုင်ငံတကာမှာအေအေရဲ့ဂုဏ်သိက္ခာညှို့နှမ်းစေဖို့ရွယ်ချက်ရှိရှိဇလန်းစင်ဖန်တီးတာဖြစ်တယ်လို့လည်းအေအေပြောခွင့်ရပုဂ္ဂိုလ်ဥက္ကဋ္ဌဥက္ကဋ္ဌရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ် ဧပြီလနဲ့မေလအတွင်းမလေးရှားနိုင်ငံကို ပို့ဆောင်မဲ့မွေးရင်စေဝါတွေငွေကျပ်282.325ဘီလီယံခန့်ကိုဖမ်းဆီးရရှိခဲ့တာဖြစ်ပြီး ပါဝင်ပတ်သက်သူ26ဦးတို့ကိုလည်းဖမ်းဆီးနိုင်ခဲ့ကဖမ်းဆီးရရှိသူတွေထဲမှာ အရခတက်တော် AA ရဲ့ထောက်ပံ့ရေးအဖွဲ့ဝင်တွေပါဝင်တယ်လို့လည်းစစ်ကောင်စီကသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ AA ကိုမူရီစေဝါနဲ့ပတ်သက်တယ်ဆိုပြီးစစ်တပ်ကမကြာခဏဆိုသလိုဆွဆွဲမှုတွေကိုလှုပ်ဆောင်လဲရှိပေမဲ့လည်းလက်ရှိကာလမှာတော့စစ်တပ်ကတပဲရင်မှာလူမယ်ကလေးငယ်တွေကိုတတ်ဖြတ်တာအပါအဝင်စစ်ရာဇဝတ်မှုတွေကိုကျူးလွန်နေတာဖြစ်တယ်လို့လည်း AA ကတုံ့ပြန်ထားပါဗျ။အဲဒီလိုစစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ AA ကိုလှုပ်ကြံဖန်တီးဆွဆွဲတာဖြစ်ပြီး မြန်မာနိုင်ငံမှာလောင်ကစားမွေစေးပွားကြားဖြန့်မှုတွေကိုစစ်ကောင်စီနဲ့ဗိုလ်ချုပ်ကြီးတွေကသာထိန်းချုပ်လုပ်ကင်နေတာဖြစ်တယ်လို့လည်းဥက္ကဋ္ဌဒုက္ခကထောက်ပြပြောဆိုပါတယ်စစ်ကောင်စီကအေအေကိုမွေစေးပွားမှုနဲ့ဆက်ဆက်တယ်လို့ဆွဆွဲနေတာတွေကိုကြည့်ရင်တပုံစံတည်းဖြစ်နေတာကို တွေ့ရှိရပြီးအေအေကသိမ့်ပိတ်ထားတဲ့နင်းမြေတွေကျေပြန့်လာတာကြောင့်ကုလသမဂ္ဂနဲ့နိုင်ငံတကာအပါအဝင်အင်းနေချင်းနိုင်ငံတွေက အေအေကိုဆက်ဆံလာမဲ့အရေးကိုစစ်တပ်က မလိုချင်တဲ့အတွက်ကြောင့်အခုလိုဂုံတိုက်ခါကြဆင်းစေဖို့လှုံ့ဆော်တာဖြစ်တယ်လို့လည်းဥခိုင်တုခကပြောပါရရှင်ဒီတကမှာတော့အမေရိကန်ပြည်ထောင်စုကသွင်းကုန်တွေအပေါ်ကိုအခွန်တိုးကောက်လိုက်မှုမှာမဖြစ်သင့်မကောက်သင့်ဘူးလို့အကြက်ဖက်စစ်ကောင်းဆောင်မေအောင်လိုင်းကဝေဖန်ပြောဆိုလိုက်ပါတယ်အကြက်ဖက်စစ်ကောင်းဆောင်မေအောင်လိုင်းကမေလ၈ရက်နေ့က ရုရှားနိုင်ငံမော်စကိုမြို့မှာ RT သတင်းဌာနနဲ့တွေ့ဆုံစဉ်အတွင်းနိုင်ငံကရေးရကိစ္စရပ်တွေကိုဝေဖန်ပြောဆိုလာတာလည်းဖြစ်ပါတယ်။အမေရိကန်နဲ့မြန်မာနိုင်ငံတို့အကြားမှာ ကုန်သွယ်ရေးကြီးမားစွာမရှိပေမဲ့အမေရိကန်ကသွင်းကုန်တွေအပေါ်အခွန်တိုးကောက်မှုမှာမဖြစ်သင့်ဘူးလို့မေအောင်လိုင်ကပြောဆိုလာတာလည်းဖြစ်ပါတယ်။ဒါအပြင်ကမ္ဘာရေးရာကိစ္စရပ်ဖြစ်ယူကရိန်းနဲ့ရုရှားစစ်ပွဲမှာလည်းဥရောပသမဂ္ဂနဲ့ပြည်ထောင်တို့ကယူကရိန်းကိုကူညီထောက်ပံ့မှုတွေလှုံ့ဆော်နေပြီးအဲ့ဒီကူညီမှုတွေက ရုရှားကိုစစ်ပန်းအောင် လုပ်နေတာဖြစ်တယ်လို့စစ်မဖြစ်စေဖို့အတွက်ညှိနှိုင်းဖြည့်ရှင်းခြင်းကသာအကောင်ဆုံးဖြစ်တယ်လို့လည်းမင်းအောင်လိုင်ကဆိုပါတယ်ပြည်တွင်းမှာနေရာအများစုကို လက်လွတ်ဆုံးရှုံးနေရပေမဲ့လည်းမင်းအောင်လိုင်ကတော့အာဆီယံနဲ့နေတိုးကိစ္စတွေကမ္ဘာကြီးမှာမัลတီပိုလာစနစ်နဲ့ပဋိပက္ခမဖြစ်အောင် သွားတင်နေဆိုတာတွေစတဲ့နန်းတကာရေးရာကိစ္စရပ်တွေမှာသူ့ရဲ့အမြင်တွေကိုထည့်သွင်းပြောဆိုလာတာလည်းဖြစ်ပါတယ်ရှင် ဘကောသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရယ်ဘကောတိုင်တောင်ငူမြို့ကေဒုမဒီလေဒက်စကန်အတွင်ကိုတရခုံမမရှော့တိုက်ဒုံးနေနဲ့ပြစ်ခတ်တက်ခတ်ခဲ့ရမှာရှစ်လုံးဟာအောင်မြင်စွာကြာရောက်ပောက်ကွဲသွားခဲ့ပြီးထိခိုက်သေးဆုံးပျက်စီးမှုရှိနိုင်ကြောင်း Brave Warrior for Myanmar BWN အဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မေလ16ရက်နေ့မနက်တနာရီ48မိနစ်မှာတောင်ငူမြို့ကေဒုမဒီလေဒက်စကန်ကို တရခွန်မမရှော့တိုက်တုံးဆက်တလုံးနဲ့ပြစ်ခတ်တက်ခတ်ခဲ့ရမှာရှစ်လုံးဟာအောင်မြင်စွာကြောက်ရောက်ပောက်ကွက်ခဲ့ပြီးထိခိုက်သေဆုံးပျက်စီးမှုအခြေအနေကိုစုံစမ်းနေစေဖြစ်တယ်လို့လည်း Brave Warrior for Myanmar Veteran အဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်တောင်ငူလေးတဲ့စခန်းဟာစစ်ရာဇဝမှုတွေကျူးလွန်ရမှာအရေးပါတဲ့လေးတဲ့ထောက်တိုင်တစ်ခုအဖြစ်ထမ်းဆောင်ပေးနေတဲ့အပြင်အခုရက်ပိုင်းမှာတောင်ပိုင်းတော်လန်အင်အားစုတွေရဲ့တော်လန်လှုပ်ရှားမှုတွေကိုလည်း လေချောင်းကနေဒရက်ဆက်ဘုံကျဲတက်ခတ်ရံမှာအဓိကပါဝင်နေတဲ့ latest scan တစ်ခုဖြစ်နေတာကြောင့် BWM Mission 37ဖြစ်အခုလိုတက်ခတ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါရရှင်။စကန်တဲ့တပုတ်ကိုကြည့်အောင်ပါ။စကန်တိုင်းဘူးတလင်မြို့အာတကကြောင်ဝင်တွင်တက်ဆဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဝင်ရောက်တက်ခတ်ရံမှာစစ်တပ်ဘက်က ထိခိုက်မှုရှိတယ်လို့ဘူးတလင်မြို့နယ်ပကဖစစ်ရေးတာဝန်ခံကိုကျွတ်ကလေးကရန်ကုန်ခေတ်တက်ကိုပြောပါရတယ်။ မေလ17ရက်နေ့မနက်6:00နာရီကနေစတင်ကဘုဒ္ဓလင်မြို့အတကကျောင်းဝင်းတွင်အင်အား90ခန်းနဲ့တပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကို တော်လိုင်းတစ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီတိုက်ခတ်မှုဟာမနေ့9နိုင်မိနစ်30ခန့်အကြာမှာပြီးဆုံးသွားခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားတွေထိခိုက်မှုရှိပေမဲ့အရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးဘူးလို့ဘုဒ္ဓလင်မြို့နယ်ပကဖစေရေးတောင်ဝန်ခံကိုကျွတ်ကလေးကပြောပါတယ်။တော်လိုင်းတစ်ဖွဲ့ဝင်တွေဘက်ကတော့အထိခိုက်မှုရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါတယ်။ဒီတိုက်ခတ်မှုကိုဘုဒ္ဓလင်မြို့နယ်မြို့နယ်ပကဖအဖွဲ့ဘုဒ္ဓလင်မြို့နယ်ရက်ကြေးကာကွယ်ရေးနဲ့တိုက်နယ်အဖွဲ့တွေ မုံရွာနယ်ရက်ကျေးပကဖအဖွဲ့ရေဦးနယ်ပကဖနယ်တိုက်နယ်ကိုကင်းအဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်ရန်ကုန်ကသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ရန်ကုန်တိုင်းလှိုင်းတရာမြို့နယ်ချမ်းရီ Editors ဖက်နယ်စရုံမှာတရက်လုံအားကဖြစ်12000ကျပ်ရရှိရေးအလုသမားတွေဆန္ဒပြတောင်းဆိုခဲ့ကြပေမဲ့လည်းစရုံဘက်ကတရက်လုံအားကဖြစ်8500ကျပ်ဝန်းကျင်သာတိုးပေးခဲ့လို့ဆန္ဒပြအလုသမားတွေကပြောပါရတယ်။ ်မေလ14ရက်နေ့ကနေစတင်ကအလို့သမား6000ကျော်ကလောက်ခလာစာတိုးမြင့်ရရှိရေးဆန္ဒပြခဲ့ကြတာဖြစ်ပြီး လေးရမြောင်နေ့မှာစစ်ကောင်စီရဲ့အလို့သမားဝန်ကြီးဌာနကကိုယ်စားလှယ်တွေစစ်ရုံနဲ့အလို့သမားကိုယ်စားလှယ်ဆိုသူအချုပ်ကဆွံ့ရခဲ့ကြရလို့လည်းအလို့သမားတွေကပြောပါရတယ်။အဲ့လိုဆွံ့ရမှာတရက်လောက်အားက12000တိုးပေးဖို့မဖြစ်နိုင်ပဲနိုင်ငံတော်ရဲ့အ ਨੇ ဆုံးလောက်ခလစာပြတ်တန်းချက်ကိုဖောက်ဖျက်ရမရဘူးလို့လဲဆက်ရုံနဲ့စစ်ကောင်စီကိုယ်စားလှယ်တွေဘက်ကဆွံ့ရကြပြီးအပိုဆောင်အနေနဲ့ဈေးတချို့ထပ်မံပေါင်းပေးကတရက်စုစုပေါင်း လုံအားက1500ကျပ်ဝန်းကျင်သာတိုးပေးခဲ့တာလည်းဖြစ်ပါတယ်။အဲလိုတိုးပေးပြီးတဲ့နောက်မှာအလို့သမားကိုယ်စားလှယ်အချို့အစုသူကလည်းအလို့သမားတွေကိုအတိမပေးဘဲသဘောတူညီချက်ကို စာချုပ်မှာလက်မှတ်ထိုးခဲ့ရပြီးအဲ့ဒီစာချုပ်မှာတနည်းအတွဲစနတ်မပြတ်ရဘူးဆိုတာပါနေတယ်လို့ OD ဂျေးကိုလည်းတုံမပေးထားဘူးလို့လည်းလောသမားတွေကပြောပါရယ်လက်ရှိစက်ယုံဘက်ကတိုးပေးလိုက်တဲ့လောအကမှာတလောက်ကိုအခြေခံလစာ2သိန်းကျော်သာရရှိပြီးအချိန်ပိုရှိမှသာလစာ 3သိန်း8000ဝန်းကျင်သာရရှိပြီးလက်ရှိမှာတော့စက်ရုံက OD အချိန်ဘုံမပေးတော့တာကြောင့်လောက်ခလာစာမှာလုံသမားတအုပ်ကိုငွေကျပ်2သိန်း2သိန်းခွဲအကြောင်းမှာသာရှိတဲ့အတွက်ကြောင့်လက်ရှိကုန်စည်နှုန်းနဲ့ဘလို့မှအဆင်မပြေနိုင်ဘူးလို့လည်းလုံသမားတွေကပြောပါတယ်။လှိုင်းတရားမြို့နယ်ကချမ်းရီ ADS ဖက်နက်စက်ရုံမှာ ထိုင်ဝမ်နိုင်ငံသားပိုင်ဆိုင်တဲ့စက်ရုံဖြစ်ပြီးအလုသမားစုစုပေါင်း6269ဦးအလုလုကန်နေတဲ့စက်ရုံတစ်ခုလည်းဖြစ်ပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တင်ဒီပုတ်ကတော့မန္တလေးမှာ မေလ18ရက်နေ့ကပြင်းအား၅အဆင့်ကျော်ရှိတဲ့ငလင်တန်းကြအဆောင်အုံချို့ဟာအကွဲမှုတွေဖြစ်ပေါ်ခဲ့တယ်လို့မန္တလေးကအရန်မီးသက်တပ်ဖွဲ့ဝင်ချုပ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်လေလ18ရက်နေ့ည10:25မိနစ်ခန့်ကမြစ်သားမြို့အနီးကိုဗဟိုပြုတ်ကပြင်းအား9.2အဆင့်ရှိတဲ့ငလင်လောက်ခတ်ခဲ့ပြီးမိုးရွာသွန်းမှုနဲ့ငလင်လောက်ခတ်ခဲ့မှုတော့ မန္တလေးမြို့မဟာအောင်မြေမြို့နယ်၄၁လမ်း၈၉လမ်းကကုတ်ကုတ်ပင်ကြီးတပင်ဟာလဲကြကာ တားအဖနှစ်ဦးပေါ်ကိုပြကြပြီးတေဆုံးသွားခဲ့ရတယ်လို့အဆောင်အုံချို့လဲအကွဲခဲ့တာ အုတ်ချက်တွေကွာကြတာတွေဖြစ်ပေါ်ခဲ့လို့လဲသိရပါဗျ။မလ28ရက်နေ့မှာပြင်အား9တမခွန်အဆင့်ရှိရငလင်ကြီးလောက်ကတ်ခဲ့တာမှနှစ်လနီးပါးကြာမြင့်လာပြီးဖြစ်ပေမဲ့လည်းနောက်ဆက်တွဲငလင်တွေနဲ့ငလင်ငယ်တွေအချိန်ပေါင်းတရာကျော်ဇက်တိုက်လောက်ခတ် နေစေဖြစ်တယ်လို့လဲမိုးလေဝသနဲ့ဇလဗေဒညွန်ချားမှုဥစ္စာနာကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ဒီကုန်ခေတ်တည်းရဲ့မနက်ခေတ်တည်းနေကိုတက်ဆက်ပေးရပါကျေးဇူးပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျေးမများပါ